မင်္ဂလာပါဆရာ အရင်လကဆရာစီမာတမိလေးအတွက် နမီအပ်ခဲ့တဲ့တယောက်ပါဆရာ ခုဆရာစီမာဖေယုတ်ပေနမီလေးအချင်လို့ပါလုပ်ငန်းကတော့အထယ်လေးတွေနဲ့တခြားပစ္စည်းလေးတွေတင်ရောက်မယ်စိတ်ကူးထားပါတယ်ဆရာပေးတဲ့နမီနဲ့ပေနမီလေးရွှေ့ချက်ချင်တာပါရှင်တက်တန်းတလျောက်အဆင်ပြေတဲ့နမီလေးရွှေ့ပေးပါပြီးတော့နိမ့်နံအစအဆုံးလေပြောပေးပါဆရာကိုယ်တိုင်ရွှေ့ချက်ချင်လို့ပါရွှေ့ချက်ပြီးရင်ဆရာကိုစစ်ခိုင်းချင်လို့ပါ အများခေါ်နမီကမလိုက် အင်္ဂလိပ်မွေးခွန်းနှစ်ကနှစ်ရက်တလ1985ဗုဒ္ဓဟူးနေ့မွန်းလွဲယာဟုသမီးပါစရာကျွန်တော်တို့မလိုင်အထယ်လုပ်ငန်းနမည်အတွက်တက်တန်းတလျှောက်အားရှိတဲ့အမီရွှေ့ချယ်ကြည့်ကြပါစို့အင်္ဂလိပ်မွေးခွန်းနှစ်ကနှစ်ရက်တလ1985ဖြစ်တဲ့အတွက်မဟာဗုဒ္ဓကျွင်းယာဟုသမီးဖြစ်ပါတယ်နာမခရတိုင်တကျွင်းဖွားဖြစ်ပါတယ်သူမကယာဟုသမီးဖြစ်ပြီးလက်ရှိအသက်40နှစ်ထဲမှာဖြစ်တဲ့အတွက်တနင်္လာကြိုစားကာလတဲ့ရောက်ရှိနေပြီဖြစ်ပါတယ် ဒါကြောင့်တနင်္လာကြိုစားတိုင်ကို ထူရမှာဖြစ်ပါတယ်။တိုင်ထူပုံကိုတေချာကြည့်ပါ။အသက်55နှစ်မှ60နှစ်နှစ်အတွင်းအင်္ဂါကြိုစားကာလတည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်အင်္ဂါကြိုစားတိုင်ကိုထူရမှာဖြစ်ပါတယ်။အသက်63နှစ်မှ86နှစ်အတွင်းဗုဒ္ဓဟူးကြိုစားကာလတည်းရောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ဗုဒ္ဓဟူးကြိုစားတိုင်ကိုလည်းအင်္ဂါကြိုစားတိုင်ဤသူတိုင်ထူရမှာဖြစ်ပါတယ်။တိုင်ထူပုံကိုတေချာကြည့်ပါဒူမတတန်းတယောက်ပထမအားရှိသောဂျိုကိုရွှေ့ချယ်ကြည့်လျင်ဂျာတာပတိဂျိုဟာအားရှိဆုံးဖြစ်ပါတယ်။ဒါပေမဲ့မဟာဘုတ်မှာဂျာတာပတိဂျိုဟာမယနာဌာနမှာရှိတဲ့အတွက်ဒုတိယအားရှိသောအယောက်ထက်ရှာကြည့်လျင်စနေဂျိုဖြစ်ပါတယ်။ ဒါကြောင့်နမိတွဲလုံးရှာဖွေရန်မလိုအပ်တော့ပဲစနေစစနေအဆုံးအမီသာရွှေ့ချယ်ပေးရမည်ဖြစ်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါစေ